ခုတင်ပြမယ့်သင်ခန်းစာတော့ကျွန်တော်ကြာပေါ့နော်ကြာဆိုတာမယ်မလို့ပေါ့နော်ကြာဆိုတာမယ်မလို့ကြောအကြမယ်မလို့သူကဟိုပါပေါ့ကျွန်တော်တို့မှာအနာဂတ်ကာလကိုညွှန်တဲ့အခါမှာအနာဂတ်ကာလညွှန်တဲ့စကားလုံးတွေမှာဝါကြတွေမှာသုံးတာပေါ့နော်သူကကရိယာရဲ့အရှိရထားသုံးရတယ်နော်မိမိပြောခြင်းနဲ့ကရိယာရဲ့အရှိရကြောက်ထားမယ် သူကဗာလဲဆိုတော့အနာဂတ်ကာလကိုညွှန်တဲ့အခါမှာတုံးတယ်။အနာဂတ်ကာလဆိုတော့ဥပမာပေါ့အခုမလုပ်သေးဘူး။နောက်မှလုပ်မယ်။နောက်10မိနစ်မှနောက်10မိနစ်မှအဲနောက်နောက်နေ့မှအဲနောက်တစ်နာရီမှနောက်တစ်နှစ်မှအဲအဲ့လိုမျိုးဟာတွေကိုအနာဂတ်ကာလလို့ပြောတာပေါ့နော်။အဲ့လိုအနာဂတ်ကာလတွေမှာသူကတုံးတာကြ။မိမိပြောခြင်းနဲ့ကြိယာရဲ့ရှိရထားတုံးတယ်။ဒီမှာဥပမာအနေနဲ့ကျွန်တော်ကျမချမ်းချမ်းဆိုတာကျွန်တော်လည်းပြောလို့ရတယ်လို့ကျမလည်းရတယ်။ဒါပေမဲ့မိန်းကလေးတွေအများဆုံးတုံးတယ်ချမ်း။ ယောက်ျားလေးတွေကတော့ဖုံဖုံမဲ့အများဆုံးသုံးတယ်ဒါမဲ့ပြောလို့မရအောင်လားဆိုတော့ယောက်ျားလေးတွေလည်းချမ်းကပြောလို့ရတယ်ဒါမဲ့ဒါမိန်းကလေးတွေပဲအများဆုံးသုံးရတာပေါ့နော်ချမ်းယောက်ျားလေးတွေကတော့ကျွန်တော်ဆိုရင်ဖုံမဲ့သုံးကြတာများတာပေါ့နော်ဒီမှာဆိုရင်ကျွန်တော်ဈေးသွားမလို့ကျမကျွန်တော်မနှက်ဖြန်ဈေးသွားမလို့ကျမမနှက်ဖြန်ဈေးသွားမလို့မနှက်ဖြန်သွားမလို့ဆိုတော့ကျွန်တော်ကအခုလက်ရှိမဟုတ်ဘူးမနှက်ဖြန်ဆိုတော့အနာဂတ်ကာလပြောပါပြီအဲဆိုလို့ရှိရင်ကြာထည့်ရတော့မယ်ပေါ့နော်ကြောအားကြာထည့်ရမယ်ချမ်း ျွန်တော်ကကျွန်တော်ကျမကြပိုင်သွားမလို့တက်လာဈေးကိုဖြုတ်နေမနှပြန်အဲ့တော့ချမ်းကြပိုင်တက်လာဖြုတ်နေကျွန်တော်ကမနှပြန်ဈေးသွားမလို့ကျမကမနှပြန်ဈေးသွားမလို့အမှကြမပါဘူးဆိုလို့ရှိရင်တော့ဟိုဟာကျွန်တော်ဝါကြမပြည့်စုံဘောနော်ဖြုတ်နေနောက်ကဖြုတ်နေမနှပြန်ကြီးပါနဲ့အနာကပြပို့ကြီးပါနဲ့ဟိုဒီမှာ ကြမထည့်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဟွာကြတော့မပြည့်စုံဘူးเนาะပြောရင်တော့လေနားနားမလဲဘူးလားဆိုတော့နားတော့နားလဲတယ်ဒါပေမဲ့တိတိကျကျဆိုရင်တော့ဟွာကြမပြည့်စုံဘူးเนาะအဲတော့ฉันจะไปตลาดพรุ่งนี้ ฉันจะไปตลาดพรุ่งนี้ชัวเนาะฉัน ตัวสาไรဆိုရင်တော့ชัวเนาะฉันဒါပေမဲ့ပြောတော့ฉันจออาจะปอยบายตอลออาดอตลาด พอรออุ่งอพรูมาเอพรุ่งนออีนีไม่โทนี้ฉันจะไปตลาดพรุ่งนี้จะนอจะมามันเปลี่ยนสีตัวมลุဒီမှာဆိုရင်လေ तू နေ့လေ2နာရီထမင်းစားမယ် तू ကနေ့လေ2နာရီထမင်းစားမယ်ဆိုတော့ तू ကအခုလက်ရှိမဟုတ်ဘူး तू ကလာမယ့်အနာဂတ်ကာလကိုပြတာအဲ့တော့ကြာထည့်ပေးရမယ်မိမိပြောခြင်းနဲ့ကြိယာနဲ့ကြာထည့်ပေးရမယ်နော်အမှဆိုလို့ရှိရင်ကြိယာဒီကကြိယာဆိုလို့ရှိရင်ကင်စားတာပေါ့နော်အဲ့တော့စားတာရရှိမှကြာထည့်ပေးရမယ်ခေါင်း तू က จเกินสามลูกข้าวทำเองกูไปสองโมนี่เลยนานไหนไอ้ดอกคอนจเกินข้าวไปสองโมตัวนี่เลยนานไหนทำเองสามลูกทำเองสามแองตัวนี้เลยนานไหนจะมาทำเองสามมาบ่เนาะเราเบียวเจนะคอนจเกินข้าวไปสองโมข้องเขาจะอาจะก็อีนอเกินขออาวอขาวไม่ถูกเข้าโบอไอใบโซองอสองมออูงอมงใบสองมง ခေါင်းတကင်ခေါင်းပိုင်ဆောင်မို့သူနေ့လေနှစ်နာရီထမင်းစားမယ်အမှဆိုလို့ရှင်တကယ်စကားပြောမှဆိုရင်ပိုင်တော်မထဲတော့ဘောနော်နေ့လယ်နှစ်နာရီဆိုလို့ရှင်ပိုင်ဆောင်မဟုတ်ဘာပေါ့နော်မုံမုံမထဲတော့ဘောနော်မုံမထဲတော့ပိုင်ဆောင်အဲ့လိုပဲပြောတယ်နော်အဲနေ့လယ်တနာရီဆိုရင်ပိုင်မုံတနာရီမထဲတက်ကိုမထဲတော့ပိုင်နေမုံပြောတော့ပိုင်ပိုင်ပိုင်မုံလို့ပဲပြောတယ် နော်နေ့လေ2နာရီကြာတော့မုံမထဲတော့ဘူးပိုင်ဆောင်လို့ပဲပြောတယ်ပြီးရင်3နာရီဆိုရင်ပိုင်ဆန်းအဲ့လိုပေါ့နော်သူတို့မုံတော့မထဲဘူးဒါပေမဲ့မိမိကအပြည့်ဆုံးပြောလဲရတယ်ပြည့်စုံမပြောလဲရတာပေါ့နော်တီထောင်ပြောပြတာဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့ထိုင်းဘာသာစကားတင်မယ်ကျွန်တော်တို့ထိုင်းဘာသာစကားတင်မယ်တင်မယ်ဆိုတော့အခုလက်ရှိတင်နေတာမဟုတ်ဘူး तू ကတင်မလို့နော်နောက်မှ तू ကလာမယ့်အနာဂတ်ကြမှာ तू ကအနာဂတ်ကာလကိုပြောရပြီပေါ့နော်အနာဂတ်ကာလ तू ကလက်ရှိတင်မှာမဟုတ်ဘူးတင်မလို့ဆိုတော့ ကိုကလက်ရှိမတင်သေးဘူးတင်မလို့မနှက်ပြန်လဲဖြစ်ရင်ဖြစ်မယ်နော်နောက်နေလဲတပတ်ခါလဲဖြစ်ရင်ဖြစ်မယ်နော်အဲ့တော့နာကကာလာဖြစ်သွားပြီအဲ့တော့ကြာထည့်ပေးရမယ်ဖွက်လောင်ဖွက်လောင်ကြရီယန်ဖဆာတိုင်းဖွက်လောင်ဆိုတာကျွန်တော်တို့တောအာကြရောအီယာနော်ရီယန်ဖောအာဖာဆောအာစာထောအိုင်ထောအိုင်ယောတိုင်းဖွက်လောင်ကြရီယန်ဖစာထိုင်အမရီယန်စာတိုင်းဆိုရင်တော့ရီယန်ပေါ့နော်ဒါမဲ့တကယ်စကပြောမှကြတော့လအတံပဲလီယန် จะเรียนภาษาไทยพวกเราจะเรียนภาษาไทย จะนรู้ไทยมาได้สักเต็มเลย